မိမရဲ့တခင်မတောင်တော်တမိုင်းကဝန်းထဲစရာအချက်ဇလန်တပုတ်ဒါကတော့ချစ်သူနဲ့ချေးချမင်းရင်တေးကွဲကွဲပြီးဝေးရတယ်လို့နာမည်ကြီးတဲ့တမိုင်းတွေကမိမရဲ့တခင်မတောင်တော်တမိုင်းဖြစ်ပါတယ်ရှေးထုံးလဲမပဲနဲ့ဈေးထုံးလဲမကျွဲနဲ့ဆိုတဲ့ဇာတ်အတိုင်းသတိပေးချက်တွေကိုဂရုမစိုက်ဖဲနဲ့ဒီတောင်ပေါ်ကိုတက်ဖူးတဲ့စုံတွဲတွေဟာဆိုရင်ရင်နဲ့ဖွယ်ကွဲကွာခြင်းမျိုးတွေနဲ့အဆုံးတက်ခဲ့ပြီးတနေ့ထက်တနေ့ဒီတောင်ရဲ့တမိုင်းချောင်းဟာလူပြောများစရာဖြစ်လာခဲ့တာပါ ဒါကြောင့်ဒီကနေ့ရွှေဘို Channel ဗီဒီယိုမှာဆိုရင်တော့ရန်ပြည်နယ်တောင်ပိုင်းဒနုကိုပိုင်အုတ်ချုပ်ခွင့်ရဒေတာရွာငံမျိုးနဲ့မင်းတိုင်ပင်ကြီးပါမှာတည်ရှိတဲ့မင်းမင်းရဲ့တောင်တပိုင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပဇက်ရဆွေတွေရဆွေတော့ဟိုးခါတော့ကဘယံသမီးတော်တစ်ပါးဖြစ်တဲ့ချော်မော်လာပါလုံးသူနိုင်ဧကရီလေးဟာဂျေတော်သားအညာတရာလူလင်တယောက်နဲ့ချက်ကြိုက်ခဲ့ကြပါတယ်။အရာကိုဘယံစီတီးသွားတဲ့အခါအမြတ်တော်သားထွက်ပြီးသမီးတော်လေးကိုတခြားမင်းဆွေမင်းမျိုးတအုပ်နဲ့လက်ထပ်ပေးဖို့စီစဉ်ခဲ့ပါတယ်။ အမဲယိုးကဟင်းအိုးကိုမှအာမနာဆိုပြီးဂျေတော်သားကုမာရလူငန်းနွားကိုလည်းတက်စီလို့တစ်ချက်လုံးအမိန့်ချမှတ်ခဲ့တာပါဒီတဲ့တဲ့နန်းဧကရီမှွေးကြတဲ့အခါမှာရှင်ဝါကိုဆယ်ပေါင်တူနဲ့ထုခင်ရတယ်လို့အသေးကွဲကြည့်လို့မတက်ဖြစ်ခင်ရပါတယ်ဒါကြောင့်ချစ်သူမောင်ကိုစိတ်ပူနန်းတော်ဘာခိုးထွက်ပြီးအခြေအတွက်ယာသပန်ခိုးပြေးဖို့အတွက်ဆုံးဖြတ်ခဲ့ပါတော့တယ်ဒါလို့နဲ့မင်းသမီးနဲ့ဂျေတော်လူလင်ဟာ ထွက်ပြေးလာကြရင်းနဲ့အခုမိမရဲ့တောင်းလို့ခေါ်ကြတဲ့တောင်ရဲ့အရှိဘက်ရွာတရွာကိုဖြတ်သွားပြီးတော့ကင်းကုန်ပေးရမယ့်နေရာတွေကိုရောက်လာခဲ့ပါတယ်။ယောက်ျားသားပီပီဝါမျိုးပီသားမိမသားအရသာတွေကိုညီငွေသွားတဲ့လူလျာဘရင်သမီးတော်မျက်နာကိုမှမထောက်ကင်းကုန်တော်မဆောင်နိုင်တာရော ရာဇဝဲဘေးကြောက်တာရောမင်းသမီးကိုမလိုချင်တော့တာရောကြောင့်မင်းသမီးကိုမိမရဲ့တောင်းသားမှာပုံနေခိုင်းပြီးကင်းကုန်အတွက်သွားရှာအောင်မေး ပြန်လာရင်ခေါ်ပါမယ်လို့ဂရီပေးကထားပြစ်ခဲ့ပါတော့တယ်။နန်ဤဂရီလေးဟာတောင်ပေါ်မှာရက်တွေကြားကြီးစောက်နေခဲ့ပေမဲ့ဂျေဒေါ်သာလူလင်ကတော့ပြင်ရမလာခဲ့ပါဘူး။နောက်ဆုံးမှာတော့နန်ဤဂရီမွေးအတွက်လျောက်ကြားအားကိုးစရာမရှိအိမ်ပြန်ရင်လေဘရင်အမျက်တော်ထီမာကိုတီးပြီးမြင်မာတဲ့တောင်ကိုကုတ်တက်တောင်ရဲ့အနောက်ဖက်ပေ60ခန်းနဲ့တဲ့ရေဝဲကြီးတွေကိုစိတ်ကိုယ်တုံတုံချပြီးဒီနေရာကိုအတွဲလာကွဲစီဆိုတဲ့ဂျိန်စာဆိုပြီးတော့ခုံချသွားရှာပါတယ်။ အရင်ကတော့ဒီတောင်နီးမှာနန်းအီဂရီကဝဲလဲလဲလုံနေပြီးစောင်းရှောင်းနေတယ်လို့မင်းမဝဲတောင်လို့ခေါ်ရကနေအချိန်ကာလရွေးရှားလာတာနဲ့အမျှမင်းမရဲ့တောင်ဖြစ်တဲ့လူသီးများထင်ရှားလာခဲ့ပါတော့တယ်။တချို့ကလည်းကိုရွေးချယ်တဲ့လမ်းကိုရဲရဲကြီးရှောက်ခဲ့ပြီးတေရဲတဲ့မင်းကလေးရဲရဲနဲ့မင်းကလေးမလို့မင်းမရဲလို့ခေါ်ကြပြီးဒီတောင်ကိုလည်းမင်းမရဲတခင်မတောင်လို့ခေါ်ကြပါတဲ့။နောက်ပိုင်းမှာတော့မကြွမလွတ်ရှာတဲ့မင်းသမီးရဲ့ဝိညာဉ်ကရောက်တော့ဘာရသေးကြီးကိုအိမ်မက်ပေးပြီးမြမပြေတလွားမှာရှာတာသနာပြုပေးပါလို့တောင်းဆိုခဲ့ရရှာပါတယ်။ ဒလုံးနဲ့ရသေးကြီးလင်းအစိုးပါတောင်တန်းပေါ်မှာဈေးတွေတဲ့နန်းတယ်ပြီးတော့ခொနည်းသားသမီးတွေကိုစောင့်ရှောက်ခဲ့ပေးမိဒီနေ့တိုင်ချိန်စာကအသက်ဝင်လျက်ရှိနေပြီးလာသမျှစုံတွေတိုင်းကွဲပါစေဆိုတဲ့ရှာမန်သမီးရဲ့စိတ်နာမှုတွေဟာတည်တတ်နေရလို့သိရပါတယ်ရှင်ရွှေဘို channel ကိုအမြဲတမ်းချစ်ခင်ပေးလို့ဂျေဆုအများကြီးတင်ပါတယ်တိတ်တိတ်တော့ကြားရရင်လည်းပြန်လာခဲ့ပါအောင်မယ်ဆက်လက်ချစ်ခင်ပေးပါအောင်ရှင်